စမယ်။စာပလင်းကိုလက်နဲ့အေးနေဝင်ရွက်ပျောက်ဆုံးမှု။ညနဲ့တကောင်ရံမိုးတွေတပွဲပွဲရွာနေတဲ့ရန်ကုန်မြို့ရဲ့လမ်းတွေတစ်ခုမှာထူးထူးဆန်းဆန်းအမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။နမဲကျော်ပကြီးစရာအေးနေဝင်ရဲ့ရွက်ဟာဘလို့မှမသိပျောက်ဆုံးသွားခဲ့တဲ့အမှုပါ။ဒီအမှုကိုစုံစမ်းဖို့အင်္ဂလိပ်အင်စပက်တာမင်းကြီးတာဝန်ပေးလိုက်သူကတော့စုံတော့ကြီးစာပလင်းကိုလက်ပဲဖြစ်ပါတော့တယ်။ စာပလင်ကိုလက်တယောက်အမှုဖြစ်တဲ့နေရာကိုရောက်တာ ਨੇ ပဝင်းကျင်ကိုသူ့ရဲ့ဆူးရှားတဲ့ဆွေဆောင်မျက်လုံးတစုံနဲ့အကဲခတ်လိုက်ပါတယ်မိမဖေပုံတွေကြီးပြင်းနေတဲ့အေးနေဝင်ရဲ့အမှုပညာစတူဒီယိုဟာတိတ်ဆိတ်ငြိမ်သက်နေပါတယ်အေးနေဝင်ကတော့သူ့ရဲ့နေရက်နှစ်ဖက်ကိုလက်နဲ့အုပ်ရင်းကြောက်နံတကြားဖြစ်နေရှာတယ်စာပလင်ကိုလက်မျက်မှန်အနက်ကလေးကြီးကိုနှာခေါင်းထိတ်နှာတင်ပြီးဒီမေအေးနေဝင် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါကျွန်တော်မျက်လုံးကိုတည်တည်ချာချာစိုက်ကြည့်ပြီးခမားနှရွက်ဘယ်ကနေဘလို့ပျောက်သွားလဲဆိုတာအသေးစိတ်ပြောပြပါအေးနေဝင်းကအတန်တုံတုံယူယူနဲ့ကျွန်တော်ဘယ်မျက်လုံးကိုကြည့်ပြီးပြောရမှာလဲစုံတော့ကြီးကြိုက်တဲ့မျက်လုံးကြည့်ပြောကွာဘယ်ကနေဘလို့ဖြစ်သွားတာလဲဆိုတာတော့မသိပါဘူးစုံတော့ကြီးရဲ့ကျွန်တော်ညဘက်တရင်တော့ကျွန်တော်မိမရွှေအင်စီကိုလွမ်းနာနဲ့ပကြီးကားတစ်ချက်ထောင်မှန်ဆွဲနေတော့ ကျွန်တော်နေရက်နှစ်ဖက်ကလေတိုးသွားသလိုခံစားလိုက်ရတယ်ကျွန်တော်လဲကြက်ကြောက်လက်လက်နဲ့အမှန်နဲ့ကြည့်လိုက်တော့နေရက်မရှိတော့ဘူးဗျာစာပလင်းကိုလက်ပဝင်းကြီးကိုလိုက်ကြည့်ရင်တကားတွေရောဗင်းပေါက်တွေရောအားလုံးကချိုးပြက်ဝင်ရောက်ထားတာမရှိသလိုလက်ရချေရတွေလည်းဘာမှပြက်မနေဘူးခမားပြင်ဒီခန်းထဲမှာဘသူရှိသေးတယ်လဲကျွန်တော်တယောက်တည်းရှိရပါဗျာအခုနေရက်မရှိတော့ဘူးဆိုတော့ ကျွန်တော်ရဲ့ဗီဂျီလက်ရာတွေကိုဘယ်လိုဆက်ဆွဲရမလဲကိုလက်တယောက်အေးနေဝင်ပြောတာတွေကိုနားမထောင်တော့ကျမ်းမြင်ပေါ်ဇပွဲပေါ်တကားလက်ကင်တွေမှာပါခြေရာလက်ရာရှိမရှိတေချာလိုက်ကြည့်တယ်လိုက်ရှာတယ်ဒါပေမဲ့ဘာတဲလုံးအစနာမှာတူရှာမတွေ့ဘူးအေးနေဝင်တယောက်ကတော့ကျွန်တော်အမှုပညာအလုပ်တွေဘယ်လိုဆက်လုပ်ရမလဲစုံတော့ကြည့်ရယ်လည်းရမရှိတော့ရင် ကျွန်တော်ကိုကျွန်တော်ဂျုံချင်မှုပြတ်ဆုံးနေဗျ အင်းနေဝင်နေတဲ့ရွက်နေရွက်နဲ့အင်းနေဝင်လူတွေကတွေးမြင်နေကြတာဗျစာပလင်းကိုလည်းတီးမခံနိုင်တော့ပကြီးဆွဲတာနဲ့နေရွက်ဘလို့မှမတက်ဆိုင်တာကိုအင်းနေဝင်ကပဲစပီးနေရွက်မရှိတော့ရင်အယောင်တွေကိုကျွန်တော်ပေါင်းအောင်မြင်လာတဲ့စာပလင်းကိုလည်းရဲ့တော်သားပါရိုက်လက်တန်နဲ့တူနေရတဖက်တီလွင့်စင်သွားတော့အင်းနေဝင်ခမရတာဘာလို့လာလဲဗျစာပလင်းကိုလည်းတောင် အေးနေဝင်တာချင်းကပ်သွားပြီးနာနာတို့ကကတူတူလေးပြောလိုက်ပြီးလီးဖြစ်လို့ရလိုက်တာကွာသူစင်ပါပဲမထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုကိုကိုလက်တယောက်တွေးလိုက်ရတယ်ဒါကတော့တခြားမဟုတ်တစ်ချိန်လုံးလက်နှစ်ဖက်နဲ့အုပ်ထားတဲ့အေးနေဝင်ရဲ့နှထင်သားမှာဘေးတဆောင်းကကြည့်ရင်တော့မမြင်ရတော့သည့်အသားတွေနှစ်မြုပ်နေတဲ့နေရွက်ကိုတွေးလိုက်ရခြင်းပင်ထူရောမှာစာပလင်းကိုလက်တယောက်အဖြစ်မှန်ကိုသဘောပေါက်သွားတယ် ပုံမှန်မဟုတ်တဲ့နရွက်ရဲ့ပုံစံကြောင့်နရွက်ဟာကောင်းဘေးနားမှာကက်နေပြီးအပြင်ဟိုကဖောဖောလာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကြောင့်နရွက်ဟာအသားထဲနေဝင်သွားခြင်းကြောင့်ဖြစ်ပါတော့သည်။ဤတွင်စာပလင်းကိုလည်းနဲ့အေးနေဝင်နရွက်ပျောက်ဆုံးမှုပြီးဆုံးပါပြီ။